ာမအောင်မလုပ်ချင်ဘူးလှုပ်လည်းမလုပ်ချင်ဘူးပေါ့နော်အိတ်ပဲအိတ်နေချင်တယ်ဘာဖြစ်လို့လဲဆိုတော့ငါရမ်းပင်ပန်းနေတာယာတီလာလို့ပေါ့နော်ယာတီလာတဲ့အချိန်ညရင်အိုင်းရင်ကုန်ခံပြီးတော့ပင်ပန်းသလိုခံစားနေရတာဘာကြောင့်လို့ထင်လဲဒီအကြောင်းလေးကိုဆက်ပြီးတော့ပြပြပေးသွားမယ်နော်ယာတီလာတဲ့အခါအရင်အိုင်းကုန်ခံပြီးမှသလိုခံစားကြရတယ်ပေါ့နော်ဒါတော့တော်တော်များကပြေးပြီးတော့တွေးလိုက်တာဘာလဲဆိုတော့ယာတီလာတဲ့အခါသွေးရဆင်းသွားတယ်အဲယာတီသွေးထဲမှာသွေးရအများကြီးဆင်းသွားတဲ့အခါကျတော့ငါတို့ခန္ဓာကိုယ်မှာသွေးရဆုံးရှုံးပြီးတော့မလုပ်ချင်တော့တာပေါ့အရင်ပင်ပန်းတာပေါ့လို့တွေးကြရတယ်ပေါ့နော်တကယ်ကတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ယာတီသွေးက အများကြီးဆင်းသွားတာမဟုတ်ဘူးเนาะရတီတိဆင်းတဲ့ပမာဏကခန္ဓာကိုယ်မှာအရင်ကုန်ဆန်းလောက်တဲ့ဒီဆင်းသွားတာမဟုတ်ဘူးပေါ့เนาะပုံမှန်ဖြစ်စဉ်တည်းရမှာဆိုလို့ရှင်ဒီအရာတွေကိုဖြစ်စေရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ဟော်မုန်းတက်ကြများတာပေါ့เนาะလေလေးလေးမှာပေါ့နော်။ရာသီလာလဲအချိန်မှာဆိုလို့ရှိရင်သူတို့ခန္ဓာကိုယ်မှာရှိနေတဲ့ estrogen နဲ့ progesterone လို့ခေါ်ရဲပေါ့နော်။လေလေးလေးရဲ့အဓိကဇာတ်လိုက်ဟော်မုန်းလေးတစ်ခုကအနေဆုံးခြေနေတိကြဆင်းသွားရဲပေါ့နော်။ခါလိုက်ကြလို့ရှိရင်လဲဟော်မုန်းတက်ကြမငြိမ်ဘူး။အဲ့လိုအခြေအနေတွေဖြစ်တဲ့အချိန်မှာခြေကုန်လက်ပန်းကျတာပြီးရင်အားမရှိသလိုခံစားရတာမျိုးခံစားရနိုင်တယ်ပေါ့နော်။ နောက်တစ်ခုကကြတာပေါ့နော်ရာသီသေးဆင်းတာကြောင့်ပေါ့နော်ရာသီသေးဆင်းနေဆိုလို့ရှိရင်မြင်လိုက်ရတာတော့သွေးတွေပဲပေါ့နော်တကယ်တော့ရာသီသေးဆင်းသွားရဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာပေါ့နော်သွေးထဲကအောက်ဆီဂျင်တွေကိုတခြားသေးဥပဆောင်ပေးနိုင်တယ်တန်တက်တွေလည်းဆုံးရှုံးသွားတယ်နောက်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဓာတ်စားဓာတ်တွေခန္ဓာကိုယ်တွေအရေးပါတယ်ပေါ့နော်ချို့သောအာဟာရဓာတ်တွေရေဓာတ်တွေကလည်းဒီရာသီသွေးနဲ့တူဆုံးရှုံးသွားတယ်ပေါ့နော်ဒီလိုအခြေအနေမှာလည်းခန္ဓာကိုယ်ကလိုအပ်တဲ့ဓာတ်တွေကိုပြန်ပြန်ဖြည့်မိဘူးဆိုလို့ရှိရင်အားမရှိသလိုခံစားရနိုင်တယ်အားအင်ကုန်ခံစားလို့ခံစားရနိုင်တယ်ပေါ့နော် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကြတာပါလဲဆိုတော့ယာတိလာအချိန်မှာကောင်းကောင်းအိမ်မပြောတာအချို့သောလေလေးတွေကယာတိလာပြီဆိုလို့ရှိလို့ရှိရင်ယာတိလာတဲ့ဟာကသူ့ရဲ့အဲ့တဲ့အရာမှာဆုံးသွားမလားပြေးသွားမလားဆိုရဲဆုံးရင်စိတ်တင်နေသူကောင်းကောင်းအိမ်မပြောဘူးပေါ့နော်အဲ့မှာစိတ်ဖိစီးမှုတွေဖြစ်နေတယ်အဲ့ဒီအခြေအနေကိုစိတ်ဖိစီးမှုတွေကကောင်းကောင်းအိမ်မပြောဘူးအဲ့ဒီကတန်တရာလဲပြီးတော့ရတိလာတဲ့အချိန်မှာအေးမဝဘူးအဲ့ရနေပြီးတော့အားရကောင်းကောင်းမပြောလို့ခံစားရတာပါနော်နောက်တစ်ခုကကြတော့လေးလေးတော်တော်များခံစားရတဲ့စီးဆက်ကြိုက်တာပေါ့နော်ရတိလာကနေဆိုလို့ရှိလို့ရှိရင်တအိမ်ကနေပြီးတော့သူက ကျုံဆန်းမှုတိမ်တင်ရကြော်သားတွေကကျုံဆန်းမှုဖြစ်တယ်ပေါ့နော်အဲ့ဒီအခြေအနေကကြတော့ခန္ဓာကိုယ်ထဲမှာဘိုင်းအောင်နဲ့စီးစက်ကြိုက်တယ်ဆိုတဲ့အခြေအနေမျိုးတွေကိုခံစားရစေတယ်ဒီအခြေအနေတွေကလည်းခန္ဓာကိုယ်မှာမအိမ်မသာဖြစ်တဲ့အခြေအနေကိုခံစားရပြီးတော့ရတီလာတဲ့အချိန်မှာအာရုံကုန်ခံပြီးမှလို့ခံစားရသေးတာပါနော် ပြီးတော့အစားချောင်ကကြောင့်မဟုတ်လို့ရည်တိထားချိန်မှာပြင်းပြလို့ခံစားရတယ်ပေါ့နော်ဥမာအစားချောင်လဲဆိုဘယ်လိုအစားလဲဆိုဥမာရည်တိထားတဲ့ချိန်မှာတန်တက်တွေဆုံးရှုံးသွားတယ်ဒီတန်တက်ဆုံးယူမှုကောင်းမှုဆိုလို့ရှိရင်စားလိုက်တဲ့အစားအစာတွေမှာပါတဲ့တန်တက်တွေကိုခန္ဓာကိုယ်ရဲ့ဦးနေရလေးတွေကကောင်းကောင်းဆုံးယူဖို့အတွက်ဗီတာမင်စီကိုလိုအပ်တယ်ပေါ့နော်ဗီတာမင်စီကအဓိကဘာကနေရနိုင်လဲဆိုရင်တမန်ရသီးလိမ္မော်သီးလိုမျိုးအချင်းသီးတွေကနေရနိုင်တယ်ဒီမှာတော်တော်များများယူဆထားတာကရည်တိထားတဲ့ချိန်ညာအချင်းမဆားရဘူးသွေးအားနည်းသွားမယ်ရည်တိသွေးရက်သွားမယ်ဆိုတဲ့အယူဆရှိကြတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလိုအချိန်မှာအချင်းတက်ပါတဲ့အသီးတွေဗီတာမင်စီပါတဲ့အသီးတွေကိုမစားခိုင်းဘူးပေါ့နော်အဲ့လိုမစားခိုင်းတာကတန်တက်ဆုံးယူမှုကိုအားနည်းစေပြီးတော့ခန္ဓာကိုယ်ထဲမှာ ပေါ့နော်ဒီအားအင်ကုန်ခန်းနဲ့ပြင်ပန်းနဲ့ပြင်အခြေရက်တွေမတည်ခြင်းမှုဆိုတဲ့အခြေအနေကိုခံစားရစေနိုင်တယ်ဒါကြောင့်မို့ရာသီလာတဲ့အချိန်မှာအာဟာရပြည့်ပြည့်ဝစားဖို့လိုတယ်အစာမရှောင်ဖို့လိုတယ်နော်နောက်လူဆုံးတစ်ချက်ကကြတော့ဗာလဲဆိုရင်ခန္ဓာကိုယ်ထဲမှာငိုရေကတန်တက်ချိုးတဲ့ဥပဒနာဖြစ်နေတာပေါ့နော်ဥမာပုံမှန်အသားကြီးငါကြီးမစားဘူးအနီရောင်အသားမစားဘူးဟိုပဲတွေပါလေမစားဘူးပေါ့နော်လို့တန်တက်ရနိုင်တဲ့စားထောက်တွေကိုစားတာနည်းတယ်ဟိုပုံမှန်မကြိုက်လို့မစားဘူးဆိုတဲ့အခြေအနေတွေရှိနေရင်လည်းသူ့ခန္ဓာကိုယ်မှာတန်တက်ကချိုးတဲ့နေတယ်အဲ့လိုအချိန်မှာရာသီသွေးဆင်းရတဲ့အခါတန်တက်တွေကပါသွားတယ်အဲ့လိုအခြေအနေမျိုးမှာလည်း ခန္ဓာကိုယ်ကရသီလာတဲ့ခါမှာအာရုံကုန်ခန်းနဲ့ပင်ပန်းနဲ့လိုခန်းစားရနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့လေးလေးအနေနဲ့ရသီလာတဲ့အချိန်မှာပင်ပန်းနဲ့မလောက်ချင်မတည်ချင်ဘူးဆိုတဲ့အခြေအနေတွေကိုကြွဖြတ်ဖို့ဆိုလို့ရှိရင်အေးရွားအိတ်ကမယ်ရေကိုလုံးလုံးလောက်တော့ကမယ်ပေါ့နော်။နောက်ပြီးလို့ရှိရင်အစာအာဟာရကိုပြည့်ဝအောင်စားဖို့ဒီနေ့ကနေပြီးတော့အကြံပြုချင်ပါတယ်နော်။ဒီဗီဒီယိုလေးမှာပြောခဲ့တဲ့အကြောင်းအရာလေးကိုပေါ့နော်။ဆောင်းပါးလေးနေနဲ့ဖတ်ချင်တယ်ဆိုလို့ရှိရင်နော်။လိုလိုရှင်း lifestyle website ရဲ့မြို့သမီးကျမ်းမာရေးကဏ္ဍမှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်နော်။နေ့စဉ်ဘဝအတွက် lifestyle တိတိနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်သိရှိလိုတာလေးတွေကို Lotion Lifestyle website မှာဝင်ရောက်ဖတ်ရှုလို့ရတယ်လို့ လို့လို့ရှင်ရဲ့မိခင်တဲ့ကလေး Facebook ကနေလည်းဖတ်ရှုလို့ရပါတယ်နော်တကယ်လို့ဗီဒီယိုအနေနဲ့ကြည့်နေတယ်ဆိုလို့ရှင်ရဲ့နော်လို့လို့ရှင်ရဲ့ YouTube Channel နဲ့လို့လို့ရှင် TikTok Channel တွေကနေပြီးတော့ကြည့်လို့ရပါတယ်နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ကျမရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့တီးလို့ရတဲ့ကိုမြင်မြင်လို့လို့ဆိုလို့ရှင် Chat box ကနေဖြစ်စေ comment ကနေဖြစ်စေဝင်ရောက်မြင်မြင်ကြည့်လို့ရပါတယ်နော်